မင်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ TV ရုံးမြန်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် AR တိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်မှာစစ်မှုတန်းစားစရေးအတွက်တိုင်ကိုတက်တောင်းကောက်ယူနေရလို့ဒေသခံတွေကပြောပါရတယ် မေလ22ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှုတွေကတအိမ်ကိုကြက်တပေါင်းနှုံးကောက်ယူနေရလို့ဆိုပါရယ်အခုကစစ်မှုထမ်းစားစီဆိုပြီးကောက်တာအိမ်တိုင်းမဖြစ်မနေထဲခိုင်းပြီးမထဲ့ရင်မထဲ့တဲ့အိမ်ကမိမိတာဝန်လို့ပြောဆိုပြီးကောက်ယူနေတာလို့အင်္ဂဗုံမျိုးနယ်ထိုးကြီးမျိုးကန်တယောက်ကပြောပါရယ် စစ်မှုရန်လူငယ်တွေအတွက်စားစရိတ်ဆိုပြီးကောက်တာကခေါင်းစဉ်တက်တာဖြစ်ပြီးတက်ရရှိတွေငွေလိုနေတာကြောင့်တရက်ထဲအင်ကဘူဘက်မှာအကြောင်းမျိုးမျိုးပြပြီးငွေကောက်နေတာဖြစ်တယ်လို့သိရပါဗျ။အင်ကဘူမြို့နယ်မှာကျေးရွာအုပ်စု84စုကျေးရွာ6ရွာကျော်ရက်ွက်86ရက်ွက်ရှိပြီးအထက်ငွေကောက်ယူနေတာကမဲဇလီ၊ကွင်းကောက်၊ထူးကြီးမြို့တွေမှာဖြစ်ပြီးတခြားကျေးရွာတွေမှာပါငွေကောက်ယူနေရလို့လည်းသိရပါဗျ။ AR တိုင်းဝင်မှာရှိတဲ့ပန်တိုင်ဂိတ်ကနေကုန်စည်တင်ရတွေကိုစစ်ကောင်စီတပ်ကစစ်ဆေးဖမ်းဆီးပြီးကုန်ပစ္စည်းတွေကိုသိမ်းယူနေတယ်လို့ရင်ပိုင်ရှင်တွေကပြောပါရယ်။မေလ21ရက်နေ့နဲ့22ရက်နေ့တွေမှာစစ်ကောင်စီတပ်က AR တိုင်းကနေရန်ကုန်ကိုတင်ပို့တဲ့ကားတစ်စီးပေါ်ကနေကုန်ပစ္စည်းတွေနဲ့ရန်ကုန်ကနေထွက်လာတဲ့ကုန်ကားတွေပေါ်ကကုန်ပစ္စည်းတွေကိုသိမ်းဆီးသွားတာလို့ဆိုပါရယ်။ ရန်ကုန်ကနေထွက်လာတဲ့ကားကလူသုံးကုန်ပစ္စည်းတွေတင်ဆောင်လာပြီး ARD တိုင်းကနေတင်ပို့တဲ့ကားကဆန်တွေလို့သိရကတရားမဝင်ကုန်စည်တွေဆိုပြီးသိမ်းယူသွားခဲ့တယ်လို့ကုန်စည်တင်ရင်မောင်းသမားတွေနဲ့နှိစက်သူကပြောပါရယ်ပန်းတိုင်းကိတ်မှာဖန်ဆီးခံရတဲ့ကုန်စည်တင်ရင်တွေဟာရန်ကုန်နဲ့ ARD တိုင်းဘက်ကိုဆက်သွယ်နေတဲ့ကုန်စည်တင်ရင်တွေဖြစ်ပြီးကုန်စည်တွေကိုဖန်ဆီးတာမှာအရဝင်းနဲ့တနက်ဘေးချိတ်ထားသူ၄ယောက်နဲ့ကြောက်ကြားဆက်ဝတ်ဆောင်ဝတ်ထားသူ၄ယောက်ကအဓိကပါဝင်သူတွေလို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့ပူးပေါင်း င်းဖွဲ့တွေက AR တိုင်းပန်တိုင်းအဝင်ကိတ်မှာတင်းတင်းကြပ်ကြပ်ဆစ်ဆင်းနေပြီးကုန်စည်တည်ရွေအနေနဲ့ဂိတ်တွေကို ဖြတ်တိုင်းငွေကြေးပေးပြီးဖြတ်တန်းရတဲ့အပြင်အခုလိုကုန်ပစ္စည်းတွေကိုသိမ်းယူရတဲ့အထိလှုပ်ဆောင်လာတာလို့သိရပါတယ်ရှင်။ဖားကန့်သွားတဲ့လမ်းပေါ်ကတိုက်ပွဲတွေကြောင့်တောတောင်ရာခင်းတွေနဲ့ပိတ်မိနေတဲ့စစ်ဆောင်တထောင်ကျော်ရှိနေပြီးလုံခြုံတဲ့နေရာကိုအမြန်ဆုံးရောက်နိုင်ဖို့လိုအပ်နေတယ်လို့ကုညီပေးနေသူတွေစီကသိရပါဗျ။ဟန္နာသတင်းပေးပို့ထားပါရရှင်။ ကချင်ပြည်နယ်ဖက်ကန့်သွားလန်းပေါ်ကလဝနဲ့နှံ့ရကြီးရွာအနီးတဝိုက်စကောင်စီပြည်သူစစ်ပူပေါင်းတပ်တွေနဲ့ KIA ပူပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်လာတာကြောင့်ဖက်ကန့်လက်မတရှောင်းမှာရှိတဲ့လဝနှံ့ရကတ်မွန်ဆိုင်ဖရာနမ်တိန်လုံဘရာခုံဆိုင်စုံနဲ့စပေါ်ရောကစပေးတိန်ရှောင်းတဲ့ဒေသခံ2500ကျော်အထိရှိလာပြီလို့စစ်ရှောင်းကူညီပေးနေသူတွေစီကသိရပါတယ်။ဤဆက်ရတောတောင်ရခင်းတွေထက်တိန်ရှောင်းနေတဲ့စစ်ရှောင်း1000ကျော်တန်နေသေးပြီးလုံခြုံတဲ့နေရာအမြန်ဆုံးရောက်နိုင်ဖို့ အခုညူရီလိုအပ်နေတယ်လို့စစ်ပေးဆောင်ကူညီပေးနေသူတယောက်ကပြောပါရယ်နမ်ဒီနာကိုဟန်ကိုနာကိုခွန်ဆုမ်ရှိကိုယုံစနာရဲဒေတီမုန်တဲကိုမုန်ချင်းလမ်ကိုနောငါတောငါအဲနမ်ဒီတော့ခြေကရောအရင်အစရင်သေးကနေအရောင်းစေ30လောက်တော့ယောပြီဒါပေမဲ့အဒီမှာထောင်ကနာလောက်တော့ရှိနေသေးတယ်တော့သေးကတင်းချုံနေသူတွေကပိုပြီးခက်ခဲကြတယ်ဒီမကောင်းမချမ်းမမပြင်းစီဝပစ္စည်းမရှိလို့ တော်တဲ့မှာတင်းချောင်နေတဲ့သူတွေတေကနေရောက်ဆုံးသွားပြီတလောကကက်သလစ်ဆရာတော်နော်တင်ဆုံးသွားတဲ့22ရက်နေ့ကဦးနမ်ခါဇောထွေတော်တဲ့မှာနာမချမ်းပြပြီးတော့ဆုံးသွားတယ်ဒါကြောင့်တော်တဲ့မှာတင်းချောင်နေတဲ့စီချောင်တွေအမြန်ဆုံးလုံခြုံတဲ့နေရာရောက်နိုင်ဖို့အတွက်အရေးအရေးကြီးနေတယ်ရှီမေရှရာတဲ့ဒူနာမတူဝါဖဲအချက်တော့ငါတို့ဖက်ကန်ဒီတာကကချင်လူမျိုးရေးတက်မတော်ကင်ရင်နဲ့ KPTF ပေါင်းတပ်တို့တိုက်ခိုက်တိမ့်ပိုက်ထားတဲ့နေမြေတွေပြန်ရဖို့စစ်ကောင်စီတပ်က ဧပြီလ23ရက်ကစပြီးကာမိုင်အင်းတို့ကြီးတီတာကနေဖက်ကန့်ဘက်ကိုအင်အားထောင်ချီနဲ့ထူးစစ်စစ်နေတာပါဧပြီလ23ရက်ကစပြီးကာမိုင်ဖက်ကန့်လန်ကနေစစ်အင်အား900ရက်ခန့်ရှိတဲ့စစ်ကြောင်းဟာလီကျောင်းအကူနဲ့မေလ9ရက်နေ့မှာဆိုင်းဖရာကြီးရွာကိုဝင်ရောက်တွားနိုင်ခဲ့ပြီးနောက်တသားညီနောင်နဲ့ပြောင်းအောင်အထီးရောက်ရှိလာပြီး KIA ရဲ့ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်ဖက်ကန့်လန်တလျှောက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီစစ်ကြောင်းတို့နေရာဖြန့်ကျက်ပြီးနေနေတာဖြစ်တဲ့အတွက် တောတောင်ရခန့်ထမ်းမှာတင်းရှောင်နေတဲ့စစ်ရှောင်းတွေအနေနဲ့လုံခြုံတဲ့နေရာကိုတွားရောက်နိုင်ဖို့အတွက်ပုံပြီးအခက်တွေ့နေကြတာဖြစ်ပါတယ်။ရှီမဲရှရတဲ့ဒူနမ်တို့ကိုတက်ခုပြနေတဲ့ဇေနမ်ကနာညီကို ပရုဂလီဝါယံရမြင့်ညီကိုရှရစကိုတက်ကပရာတဲ့ဆန်တဲ့ငါတော်ရဲမျိုးကို လုံချုံတဲ့နေရာကိုရောက်ဖို့ဆိုတာကတောရဲကထွက်လာမယ်ဆိုရင် စက္ကဆစစ်သားတွေကနေရာနှံ့ဖြန့်ကျက်ပြီးနေနေတာဖြစ်တဲ့အတွက်တွေ့ရင်ဖမ်းဆီးပြီးနေရာဖုံးကြီးကျောက်မှာထားတယ်။တချို့အိမ်ပြန်ကြသူတွေဖမ်းခံရတယ်။ဖမ်းဆီးခံရသူတွေတော့ပြန်လွတ်လာပြီလို့တော့ကြားတယ်။ စကားစကားနန်ရရွာမှာအထိုင်မချဘူးဒါပေမဲ့အခုကတိုက်ပွဲပြင်းထန်နေသေးတာဖြစ်တယ်လို့စကားစဘက်ကလည်းစစ်ကြောင်းထိုးနေသေးတာဖြစ်တဲ့အတွက်နန်ရမှာကအရင်လိုပြန်သွားနေရတော့မရှိသေးဘူးဒေါ်ရဲမှာတိန်းရှောင်နေတဲ့သူတွေလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းလာပြီးမရှိသေးဘူးဘာလို့လဲဆိုတော့ဖားကန်လမ်ဘတ်တိန်းရှောင်မယ်ဆိုရင်လည်းစကားစတပ်တွေကပြားအုံနဲ့နန့်တိန်ချာကရုံးတောင်မှာနေနေကြတယ်အဲ့ဒီစစ်ကြောင်းကိုလာကျူတဲ့စစ်ကြောင်းကလည်း 20ရက်နေ့မနက်ပိုင်းမှာလေပြင်းရမ်းချက်ဆက်ယုံကနေထွက်လာကြတယ်။ဒါကြောင့်9မိုင်6မိုင်မှာတိုက်ပွဲဖြစ်လိုက်သေးတယ်။ဖားကန်ဘက်ကိုထွက်လာမယ်ဆိုရင်လည်းစက္ကဆစစ်ကြောင်းတွေရှိနေတယ်။လွေဆန်ရွာဘက်ဆိုရင်လည်းကာမိုင်းစစ်တပ်ကထတ်ရှိနေတော့အဲ့လိုအခက်အခဲတွေဖြစ်နေကြတယ်။ တော်ရဲတင်းရှောင်နေတဲ့သူတွေတွားခေါ်ဖို့ကလည်းတို့ခက်ခဲနေတယ်။မြင်းကြီးနာဘက်ဆင်းမဲ့ဆိုရင်လေလဝါလန်းကတွားလို့မရဖြစ်နေတယ်။မြင်းကြီးနာတဲ့ယူမှာတွားနာငရမုံတဲ့လဝါကမိုင်းလောင်ကိုပဲမိုက်ခွန်စားတော့ပဲရဲတော့လား။ဖကန်တွာလန်ဘောကတိုက်ပိုးရီကြောင့်နန်ယာကမောနမ်တိန်လုံဘရာစွတ်ချိုင်ဆိုင်ဘရာစွအောင်စားတဲ့ကြီးရွာတွေကနေဖကန်မြို့တဝိုက်ကိုတင်းရှောင်လာတဲ့ဆစ်ရှောင်ဦးကြီး1400ကျော်အထိရှိနေရလို့ KBC ကကောက်ယူထားတဲ့စီးရင်တွေအရာတီးရပါတယ် ဖကန်တဲ့ရနေဖြင်းရနေကိုကိုဖကန်ဘက်မှာတိတ်ရှောင်နေတဲ့ဆစ်ရှောင်တွေကတော့ကလေးတွေကြောင်းဖွင့်ခြင်းရောက်လာပြီးဖြစ်တဲ့အတွက်အဲ့ဒီအတွက်အရေးတကြီးသူတို့စိတ်ပူတည်ကြတာပေါ့မိသားစုဆွေမျိုးသားချင်းတွေတကွဲတပြားတိတ်ရှောင်ကြတော့တော်ရဲတိတ်ရှောင်သူတွေနဲ့အဆက်အသွယ်မရတော့အချင်းချင်းစိတ်ပူနေကြတာပေါ့တိတ်ရှောင်လာတဲ့သူတွေကို KBC ကနေရာချထားပေးတယ်ဆိုပေမဲ့တအိမ်အောင်ချင်းစီမဟုတ်ဘဲနဲ့ဟောကန်လူမျိုးမှစုပြီးနေနေရတာဆိုတော့ရေရှည်တော့မလွယ်ကူတော့ဘူးစာဝတ်တောက်ဖို့မစိုးရိမ်ရသေးဘူးဆိုပေမဲ့ သုံးဆွဲမဲ့ငွေမရှိရင်တော့အခက်အခဲတွေများလာနိုင်တယ်။ဒါခုံဆုံးရောကြောင့်ကိုလွယ်လမ်းစားတယ်။ဖကံဘကုစစ်မျက်နှာတုံးခုကနေအင်အားအလုံးရင်းနဲ့ထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KAI ပူပေါင်းတပ်ကခုခံတိုက်ခိုက်နေတဲ့အတွက်ဖကံမြို့ဝင်ပေါက်300စလုံးမှာစီရီတင်မာနေတာပါ။ဒါအပြင်အင်ဒိုဂျီဖကံလမ်းကြောင်းကနေတက်လာတဲ့စစ်အင်အား900ခန့်ကလည်းစစ်ကြောင်းနှစ်ဖွဲ့ခွဲပြီးနမွန်ချောင်းဝလန်းအပြင်နောက်ထပ်နမွန်မိုင်းနှောင်ဝေခါလန်းဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို့ကြံရီစီရင်ရင်းမြစ်ကတီးရပါတယ်စစ်ကောင်စီတပ်ဟာဖကံမြို့ထဲဝင်ရောက်နိုင်တဲ့ကာမိုင်းဖကံလန်အင်းတော်ကြီးဖကံလန်ဖကံဆယ်စင်းတမခန့်လန်ကြောင်းကနေထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးစားနေတဲ့အတွက်ဖကံတော်လန်မှာစီရင်တင်းမာနေတာတလားကြော်ကြမ်းလာပြီဖြစ်ပါတယ်ကျွန်မဟန္နာပါ အေရီတိုင်းမျိုးနယ်နှစ်ခုကနေစစ်တပ်ရဲ့မတရားပေါ်တာဆွဲခံခဲ့ရပြီးစစ်မှုထမ်းနေရသူနှစ်ယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူမေလ16ရက်နေ့မှာအလင်းဝင်ရောက်လာတယ်လို့ဘကိုးတိုင်းတာရီခရိုင်အမှတ်1တပ်ရင်3839တက်ကမေလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ အလေးဝင်ရောက်လာသူနှစ်ယောက်ဟာနှစ်တလေးမြို့နယ်မှာရှိတဲ့ပြင်ပုံရွာဘက်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေကနေလက်နက်ခဲယမ်းတွေယူပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ကသူတို့ကအေယာဝတီတိုင်းတွေကရေကြီးနဲ့ကြုံပြောမြို့နယ်တွေကလို့သိရတယ်လို့2831တက်ရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။သူတို့စီကနေ MA1 တနက်2လက် လက်ပစ်ပုံ3လုံးစကားပြောဆက်တလုံးနဲ့ကြီပေါ6ခုအပြင်ခဲယမ်းတချို့နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။ လက်ရှိအလင်းဝင်ရောက်လာသူတွေအနေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ရခိုင်ပြည်နယ်ကိုပေးမဲ့လူသားချင်းစာနာမှုစင်ကြံအပါအဝင်စစ်တကောင်းစိတ်ကန်းကဲ့သို့သောအရေးကြီးကိစ္စရပ်တွေကရွေးကောက်ခံအစိုးရကသာလှုံ့ဆော်တင်ပြီးရွေးကောက်ပွဲကိုလည်းခုလာမဲ့ဒီဇင်ဘာလမှာကျင်းပတင်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တမ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝေကာအူစမန်ကမေလ22ရက်နေ့ကရိုက်တာသတင်းဌာနနဲ့အင်တာဗျူးမှာပြောကြားခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Business Standard သတင်းစာကရေးသားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကဝယ်ဦးစီးချုပ်ဖြစ်သူဗိုလ်ချုပ်ကြီးဝိတ်ကောအိုစမန်ကအမျိုးသားရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပရမယ်ဖြစ်ပြီးလက်ရှိအိမ်ဆောင်အစိုးရအစိုးပြုထားတဲ့မြန်မာစင်ကြံနဲ့စစ်တကောင်စိတ်ကံကဲသို့သောအရေးကြီးကိစ္စရပ်တွေကိုရွေးကောက်ခံအစိုးရကပဲဆုံးဖြတ်တင်ကြောင်းအလေးပြုပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျာပြည့်ဆိုရအဖွဲ့ရဲ့ခေါင်းဆောင်မိုဟာမက်ယူနက်စ်ကရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုအထူးကြပြောကြားထားတာမျိုးမရှိသေးပေမယ့်2026ခုနှစ်ဇွန်လမှာနောက်ဆုံးထားပြီးကျင်းပပေးမယ်လို့ကတိပြုထားပါတယ်ရှင်။အာရခတတော်အေအေကစစ်မှုထမ်းအကြုံးဝင်တဲ့လူငယ်လူရွယ်တွေကိုရခိုင်ဒေသရဲ့ပြင်ပထွက်ခွာခွင့်တားမြစ်လိုက်တာကလူအခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။ကိခိုင်သတင်းပေးပို့ထားပါရရှင်။ အရကတက်တော် AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရာစစ်မှုထက်ဖို့အကျုံးဝင်တဲ့ရခိုင်ပြည်နယ်ကလူငယ်တွေကိုရခိုင်ပြည်နယ်ရဲ့ပြင်ပထွက်ခွာခွင့်တားမြစ်လိုက်တယ်လို့မေလ22ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်ပြည်ထောင်2025ခုနှစ်မက်လ18ရက်နေ့မှာ NDEP ကိုစတင်ပြဋ္ဌာန်းလိုက်ပြီးနောက်ရခိုင်ပြည်နယ်ကလူငယ်တချို့ဟာ အဲ့ဒီအရေးပေါ်ပြဌာန်းချက်ကိုတေချာနားမလဲပဲတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းအားထုတ်နေကြတာကို တွေ့လာရတာကြောင့်အခုလိုသတိပေးတာမြင့်ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ AA ကဆိုပါတယ်အေးအေးအနေနဲ့စစ်မှုမထမ်းလို့ရာကြောင့်ရခိုင်ဒေသရဲ့ပြပထွက်ပြေးသူတွေကိုတောလောက်ခွင့်ပိတ်ပင်တားမြစ်လိုက်တာကလူအခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူအခွင့်အရေးတက်ကြွလှုံ့ရှားသူတွေကပြောပါတယ် ကျွန်တော်တို့ဒီလူခွင့်ရေးရှုထောင့်ကကြည့်ပြီးတော့ပြောမယ်ဆိုရင်တော့ဒါမလုံတဲ့ဘူးလို့မြင်တာပေါ့နော်ပြည်သူလူထုရေးလွတ်လပ်မှုတွေကိုထိခိုက်စေပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတချို့ကဒီတော်လိုင်းရဲမှာပါဝင်ရှင်တဲ့လူငွေတွေလည်းရှိကောင်းရှိမယ်အဲစိတ်မှုထမ်းလို့တဲ့လူငွေတွေလည်းရှိရှိတယ်လို့မရှိတဲ့လူငွေတွေလည်းရှိတာ哦စံတမပါတဲ့လူငွေတွေလည်းရှိတာ哦ဒါပေမဲ့ မပါရှင်တဲ့သူကိုတန်တမဒီစစ်တန်တတ်ခိုင်းတယ်တို့စေမှုထိုင်ခိုင်းတယ်တို့ဆိုရင်ဒါသူရဲ့ဆန်တန်းကိုဆန့်ကျင်ပြီးတော့ဒီတူတယောက်ချင်းသဖို့ဆန်တန်းကိုဆန့်ကျင်ပြီးတော့ဟိုလောက်ခိုင်းတယ်ဆိုရင်တော့ဒါဒီလူခွင့်ရေကိုရှုဖောက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့ဒီမူကကျင်းသူနေမယ်ဆိုရင်ဒါလူခွင့်ရှုဖောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်ရခိုင်ပြည်မှာလူခွင့်ရှုဖောက်မှုဆိုတာဟာဒီလူတယောက်ကိုတပ်ပလိုက်မှဟိုညပန်းနေစနေမှာမဟုတ်ဘူးဒီလိုခွင့်ရေတွေကိုလည်းကျွန်တော်တို့လူခွင့်ရှုဖောက်တယ်လို့ကျွန်တော်တို့ပြောပါတယ်ပေါ့နော် ဒါပေမဲ့လည်းအာရခပြည်သူ့ကျန်းမာရေးဌာနကစစ်ကူသားမှုမပင်းနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုတော့တောလောက်ခွင့်ပြုထားပါတယ်။ရခိုင်ပြည်အတွင်းကနေရဲဆွန့်ခေါ်လူသူတွေကိုကုံလဲရေလဲကနေတဆင်အခါချင်းငွေယူပြီးတည်ယူပို့ဆောင်နေသူတွေကိုလည်းတီစေဥပဒေနဲ့အရေးယူမှဖြစ်ပြီးလူကယ်ရီပို့ဆောင်တာလုံးဝမလုပ်ရဘူးလို့တတိပေးတားမြစ်ထားပါတယ်။ ဒါတွေကိုအသက်သွင်းတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကိုစနစ်တကျထုတ်ပြန်ထားဖို့လိုတယ်။တရားချပြထားဖို့လိုတယ်။ဒါတွေကိုဟိုတရားခိုင်ခိုင်မာမာစနစ်တကျမချပြခြင်းကြောင့်ပေါ့နော်။နောက်ဆက်တွဲအနေနဲ့မြေပြင်မှာလည်းဟိုအတင်းအဓမ္မသဘောတက်ရောက်တဲ့ဆူဆောင်းမှုမျိုးတွေတုံရတာမျိုးတွေနောက်ပြီးတော့ခီးသွားလာရမှာတော့ဖန်ဆီးခံရပြီးတော့စစ်တင်နိုင်ဖို့လိုက်ရတာမျိုးတွေပေါ့နော်။ဒါတွေကလုံးဝမဖြစ်သင့်တဲ့ဟာတွေလို့မြင်တယ်ပေါ့နော်။အခုဆိုလဲအာဒီ ဒီရခိုင်ကနေပြင်ပကိုထွက်ဖို့ပြိတ်လိုက်တယ်ပေါ့နော်။ဟိုပြိတ်လိုက်တယ်ဆိုတော့ထုတ်ပြန်ချက်မှာတော့ပါပါတယ်။ဟိုဒါပေမဲ့ division တွေအကြောင်းနဲ့အဲဒီပြည်သူတွေကိုဟိုပိတ်လောင်ထားတယ်ဆိုတော့သဘောတက်ရောက်စေတဲ့မူဝါဒတွေလောက်ရက်တွေလောက်တာကကြတော့အာကျွန်တော်အနေနဲ့ဒါလက်ခံဖို့နည်းနည်းဟိုခက်ခဲတယ်ပေါ့။ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာရခိုင်မက်ပုံတင်ကိုင်းဆောင်သူတွေကိုရည်ရွယ်ချက်ချစ်ချစ်ဖမ်းဆီးဝင်ညစ်တာပြန်ပေးဆွေးတလို့ဖမ်းဆီးထိန်းသိမ်းတာပုံမှန်အမျိုးမျိုးနဲ့မတရားသဖြင့်ထောင်ချတာလူသက်အလောင်းဖျောက်တာစားတဲ့အန္တရာယ်တွေကနေကင်းလို့ဆွေးဖို့အတွက်အခုလိုတားမြစ်လိုက်တာဖြစ်တယ်လို့အေအေကထုတ်ပြန်ချက်မှာရှင်းတာထားပါတယ်ဒါအပြင်ရခိုင်ရိုးမနေဆက်တချောက်တိုက်ပွဲတွေဆက်လက်ရှိနေစေဖြစ်တာကြောင့်တိုက်ပွဲတွေအတွင်ဈာညက်မတော်စေဖို့နဲ့လူမိုင်းအန္တရာယ်တွေကနေကင်းလို့ဆွေဖို့ရည်ရွယ်လို့အေအေကဆိုပါတယ် တဖက်မှာလည်းပြန်လည်ထူထောင်ရင်းနဲ့တိဆောက်ရေးတဲ့အတွက်လဲလူသားအရင်းအမြစ်တွေလိုအပ်တာကြောင့် AA ရဲ့လုံရက်ဟာလုံတဲ့လုံထိုက်တဲ့လုံရက်ဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဒါကဒီလုံတဲ့တဲ့ကိစ္စတခုလို့ကျွန်တော်တို့ယူဆတယ်။ဒီလွတ်မြောက်ဖို့အတွက်တဖက်မှာတိုက်ခိုက်နေတယ်။တိဆောက်ရေးတို့လည်းကော ဒီပြန်လေကာလာဘောချင်းချင်းဖို့တော်လကောဒါကလူသားရမြေလွယ်တကတကယ်ကြီးကြီးတဲ့အဆက်ချမှာရှိတယ်ဗျ။ဒါကြောင့်ဒီလူငယ်နဲ့ပတ်သက်ပြီးတော့အခန့်ကဏ္ဍကိုပို့ပြီးတော့အလေးထားဆောင်ရွက်ဖို့လိုတယ်။နေရာတွေတာဝန်တွေပေးရဖို့လိုတယ်။လွယ်တဲ့ပညာရေးတွေကိုတက်နေကြလောက်ညှင့်တန်ပြီးတော့ဒီရခိုင်ပြည်တိဆောက်ရေးမှာဝိုင်းဝန်းပြီးတော့တွေးခေါ်ဖို့လောက်ရတယ်ကိုလည်းဖန်တီးပေးတတ်တယ်လို့ကျွန်တော်သုံးသပ်တယ်။ဒီလိုမျိုးသာဖြစ်မယ်ဆိုရင်ပိုအောက်ကောင်းတဲ့ကျွန်တော်တို့ဒီလွတ်မြောက်ရေးဆိုတဲ့ကောင်းစီအောင်မှာပြီးကိုပို့ပြီးတော့ ရှင်မြန်နဲ့ဟောအလျံမြန်ရောက်နိုင်ပြီဘုံတော့ဒီအချက်တွေကိုဖြည့်ဆည်းပြီးရင်တော့ကောင်းမွန်တဲ့ကျွန်တော်အနာဂတ်စီကိုရောက်မယ်တော့ကျွန်တော်သုံးသက်တယ်ပေါ့နော်အေအေးထုတ်ပြန်ချက်အရာပြင်းနေပြပတော်လာခွင့်မရှိသူတွေဟာအမျိုးသားဆိုရင်အသက်18နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်အသက်18နှစ်ကနေ25နှစ်အသက်အရွယ်အတွင်းရှိတဲ့သူတွေဖြစ်ပါတယ်ထုတ်ပြန်ချက်တင်မှာတော့လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးဆုံးတဲ့အထိတားမြစ်တယ်လို့အေအေးကဆိုထားပါတယ်ကျွန်မကကေခိုင်ပါ ရိကနိုင်ငံရဲ့မြို့တော်ဂျိုဟန်နက်စ်ဘာအနီးမှာရှိတဲ့ကလုဖ်ရွှေတွဲမှာပိတ်မိနေတဲ့မိုင်းလှုပ်သား289ဝအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေကြောင်းတောင်အာဖရိကနိုင်ငံရဲ့စီဘန်နိုင်ယက်စ်ထေဝေါ်တာတပ်တူတူဖော်ရေးကုမ္ပဏီကမေလ23ရက်နေ့တောက်ကြနေမှာပြောကြားခဲ့ပါတယ်။ Johannesburg မြို့အနောက်ဘက်60ကီလိုမီတာ38မိုင်အကွာကနေကုမ္ပဏီရဲ့အနက်ဆိုင်ဆုံးမြေအောက်ရွှေတွေမှာရှိတဲ့နေရာတစ်ခုမှာစုယုံနေကြတယ်လို့လည်းသိရပါဗျ။ ဒီဖြစ်ရပ်ရဲ့အသေးစိတ်ကိုတော့ဖော်ပြပြောဆိုမှုမရှိသေးပေမယ့်အလို့သမားအလုံးဖေးကင်းပြီးလူအဆောင်လင်းရှိကြောင်းနဲ့ကုမ္ပဏီကသူတို့ကိုအစားအသောက်တွေပံ့ပိုးပေးနေတယ်လို့လည်းသိရပါတယ်ရှင်။မယူသိန်းဟာတိုက်စစ်ပိုင်းကကစားသမားအများစုကိုရောင်းချသွားဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ United အသင်းဟာအခုနှစ်ရာသီပရီးမီယာလီမှာသမိုင်းတစ်လျှောက်လုံးအဆိုးဝါးဆုံးရည်တည်မှုနဲ့ကြုံတွေ့နေရပြီးတိုက်စစ်ပိုင်းကအလုံးမဖြစ်ခဲ့တဲ့အပေါ်အကြီးစားပြောင်းလဲမှုတွေလှုံ့ဆော်သွားဖို့ဆန္ဒရှိနေကြတာပါတိုက်စစ်မှု Highland ကိုရောင်းထုတ်သွားဖို့လည်းစီစဉ်ထားသလိုအငားချထားတဲ့တောင်ပံကစားသမား၃ဖြစ်တဲ့ Rushbow, Anthony နဲ့ Jadon Sancho တို့ကိုလည်းအပိသက်ရောင်းချထားဖို့စီစဉ်ထားကြောင်း Manchester ညနေခင်းသတင်းစာကဖော်ပြပါဗျာ။ လက်ရှိတိုက်စစ်မှုတွေကဇက်စီတအိုးကိုသာဆက်လက်ထားရှိမှာဖြစ်ပြီးတိုက်စစ်အင်အားပြန်လည်ဖြစ်တင်းသွားဖို့လည်းစီစဉ်နေပါတယ်။ Wolf type စေကစားသမားကိုညာကိုခေါ်ယူနိုင်ဖို့နှိစက်နေသလိုအိတ်ဆွေက Lian Delaf ကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေရလို့လည်းသတင်းတွေထွက်ပေါ်နေပါရဲ့ရှင်။ TV ရုံးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ကြရတာပါ။မနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးအောင်ပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။ DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့အပတ်စဉ်ထုံးလင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူ ပေးစာတွေကိုဖတ်ကြားပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော့တူတူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ကျရောက်လာပါပြီရှင် ဟုတ်ကဲ့ပါပေးစာတွေထဲကမှပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းကမ်ပလူမြို့နယ်ကပေးပို့လာတဲ့ပေးစာတစ်ထောင်နဲ့အရင်ဆုံးစပြီးတော့ဖကြားပေးခြင်းပါလေခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့တော့တူ DPP ဖွဲ့သားများကျမ်းမာပါစေလို့ဆုတောင်းလျက်ပါကျမကကမ်ပလူမြို့နယ်စကိုင်းတိုင်းကဈေးဆယ်တူဖြစ်ပါတယ်ကျမတို့နယ်ဘက်မှာစစ်တပ်ကိုအများစုက မကြိုက်မနစ်သက်ပါဘူးဒါပေမဲ့လည်း တော်တဲ့ကိုသွားရောက်ရန်အတွက်မိသားစုတွေနဲ့မဖြစ်လို့မလွယ်ကူပဲမြို့ပေါ်မှာနေထိုင်ပြီးတော့အစာဝတ်နေရေးအတွက်ဈေးရောက်နေရပါတယ်။ကုန်ပစ္စည်းတွေကိုမန်လေးမြို့ကနေပြီးတော့ကုန်ကားတွေနဲ့တည်ယူရပါတယ်။ကုန်ကားတွေကလည်းလမ်းတစ်လျှောက်မှာရှိတဲ့စစ်တပ်ဂိတ်တွေ PDF ဂိတ်တွေကိုအခွန်ဆောင်ပြီးတော့သွားလာရပါတယ်။ကျမတို့နေဘက်မှာစာတင်ကြောင်းအများစုကတော့မခွင့်နိုင်ကြပါဘူး။ဒါကြောင့်ကလေးတွေစာတင်နောက်ကျမှာစိုးလို့ ို့အစီအစဉ်နဲ့ကို ပြင်ပထုတ်ចောင်းပုံနှိပ်စာအုပ်တွေဝေယူပြီးတော့ကလေးတွေကိုစာတင်ကြားပေးပါတယ်။ကျမတို့ဈေးတယ်တွေကလည်းပြင်ပထုတ်ចောင်းပုံနှိပ်စာအုပ်တွေကိုမန်လေးမြို့ကနေဝယ်ပြီးတော့ရောင်းချပါတယ်။ကုန်ပစ္စည်းတွေကိုကားနဲ့တည်ယူတဲ့နေရာမှာခင်ဦးလမ်းဆောင်အကျော်မှာရှိတဲ့ PDF gate ကို အခွန်ဆောင်ပေမဲ့လေကားပေါ်တက်ရောက်စစ်ဆေးပြီးတော့စစ်တပ်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေဟုတ်မဟုတ်အများပြည်သူလူလူသုံးဆွဲရန်ဖြစ်တဲ့ ဈေးဖာရီစာအုပ်တွေကိုတင်ဆဲတာငွေနဲ့ပြန်ရွေးခိုင်းတာချိန်ချောက်တာတွေကိုလှုပ်ဆောင်လျက်ရှိပါတယ်။ကျမတို့ပြည်သူတွေကစစ်တပ်နှိပ်စက်တာကို ခံရတဲ့အပြင်ပြည်သူတွေအားကိုးထားတဲ့ကာကွယ်ကာကွယ်ရေးတပ်ဖွဲ့ PDF ခင်ဦးလမ်းဆောင်ဂိတ်ကနှိပ်စက်တဲ့ဒဏ်ကိုလည်းခံစားနေရပါတယ်။ဒါကြောင့်ပြည်သူအစိုးရ NUG တာဝန်ရှိသူမှထိရောက်စွာအေးအေးယူပေးနိုင်ပါရဲ့ တင်ပြအပ်ပါတယ်ဆိုပြီးတော့စကိုင်းတိုင်းကမ့်လူမျိုးနေတွေကဒေသတူကနေပြီးတော့ပြေးပို့လာတာပေါ့နော်ဟုတ်ကဲ့ပါကိုအောင်ကျော်ညီမအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့စကိုင်းတိုင်းရင်းမပင်မျိုးနေရပြေးပို့ထားတဲ့စာပါဒေါက်တာ TPP မှာကိုအောင်ကျော်နဲ့မတ်တီရေးတဲ့စာရေးအကြောင်းကြားလိုက်ပါတယ်ရင်းမပင်မျိုးနေပညာရေးဘုတ်ဖွဲ့ကြောင့်ကိုရေးသားလိုက်ပါတယ် energy ပညာရေးဝန်ကြီးဌာနက KG ကနေပြီးတော့ grade 11အထိအတန်းကူပြောင်းခွင့်အတန်းတက်ခွင့်ပေးထားတာ ကိုကျောင်းကိုမေခွန်းနဲ့ဖြေဖို့ဂရိတ်12ကိုတော့ဝင်းကြီးဌာနကထုတ်တဲ့မေခွန်းကိုဖြေရတာရင်းမပင်ပညာရေးဘုတ်ဖွဲ့ကတမှုထူးနေတယ်ဂရိတ်11ဆာမီဘွဲကိုဘုတ်ဖွဲ့မေခွန်းဖြေရတယ်အောင်ရှုံးသတ်မှတ်တဲ့ဆာမီဘွဲဖြစ်တယ်ဆာမီဘွဲကျင်းပဖို့ကုန်ကြစိတ်ကိုចောင်းသားမိဘတွေကပေးချရတာចောင်းသားတွေကចောင်းလားကလည်းပေးရတယ်ဆာမီဘွဲစိတ်လည်းပေးနေရတယ်ဆရာဆိုတာအသက်နှစ်သန်းနားထောင်ရတယ်ចောင်းရဲ့အသက်နဲ့မိဘရဲ့အသက်ထေရဆိုင်နေတဲ့ရင်းမပင်ပညာရေးဘုတ်ဖွဲ့ចောင်းကိုအများသိအောင်တော်တူတူပြပြကဖက်ချပေးပါရန် ရတရက်ခန့်အပ်ပါတယ်မှတ်ချက်အမိကိုတော့မဖော်ပြပါနဲ့ဆိုပြီးတော့ရေးသားပြပို့လာတာပါရှင်ဟုတ်ကဲ့ရှင်ကျမတို့ရဲ့အစီအစဉ်မှာနာမည်တွေကိုဖတ်ပြတာဖော်ပြတာမရှိပါဘူးရှင်ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်စာတစ်စောင်ကလည်းသခိုင်းတိုင်းကောလင်းမြို့နယ်ကပြပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DBB ရေကျွန်တော်ကတော့ကောလင်းခိုင်ကောလင်းမြို့နယ်ကံပေါကြီးရွာကပါအကြောင်းအရာကတော့ကောလင်းခိုင်ကောလင်းမြို့နယ် ကျွန်းတော်အုပ်စုကံပေါင်ကြီးကျွရထဲမှာရှိတဲ့ကျွဲကျိုးလောက်ွက်မှာကုမ္ပဏီတစ်ခုကနေပြီးတော့အလွန်အနေအများတဲ့စာတာနိုင်စေးအသုံးပြုပြီးတော့ချက်ကန်တွေကိုခြောင်ဘက်ကိုကြော်ချတာဆက်ရန်ရားတွေအသုံးပြုပြီးတော့ခြောင်နှဘေးကိုညေးသားတွေပြစ်ချတာဒေသခံတွေသဘောမတူထားတဲ့နေရာတွေမှာလောက်ွက်ဆွဲတာရွာသူရွာသားတွေကန့်ကွက်ပေမဲ့လည်းလောက်ွက်ထပ်မံတိုးချဲ့ပြီးတော့ဆွဲတာတွေစတဲ့အကြောင်းအရာတွေကိုပြုလုပ်နေပါတယ် အဲ့ဒီအကြောင်းအရာတွေကိုသက်ဆိုင်ရာအကြီးအကဲတွေသိရှိစေရန်ရင်ဖွင့်စာပေးပို့အပ်ပါတယ်ဖတ်ရှုပေးပါတယ်ညီညီမတွေကိုကျေးဇူးတင်ပါတယ်ကြွယ်ကြိုချောင်းပြီးခိုရသူတူဆိုပြီးတော့ဒေတာကန်ကြောက်ကပေးပို့လာတာပေါ့နော်အဲ့ဒီမှာဆိုရင်တော့ဒီကုမ္ပဏီတစ်ခုကနေပြီးတော့အနေရများတဲ့စာတာနိုင်စည်းတွေကိုချက်ကန်တွေကိုပေါ့လေဒါချောင်းဘက်ကိုကြော်ချတယ်ဒါချောင်းကဆိုရင်လည်းအများပြည်သူအသုံးပြုနေတဲ့ချောင်းဖြစ်တယ်ပေါ့နော်အဲ့ပြီးပြီဆိုရင်ကျွန်တော်ဒီရန်နေရာတွေနဲ့လည်း ၆နှစ်ပြီမှာမြေသားတွေပြစ်တဲ့အတွက်ကိုဒေသခံတွေဒုက္ခရောက်နေရတယ်ဒီအကြောင်းအရာတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေသိရှိအောင်လို့ကျွန်တော်တို့ရဲ့အစီအစဉ်ကနေပြီးတော့တိဆက်ပကြားပေးလိုက် ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အစီအစဉ်ကိုတော့အခုလိုမျိုးပေးတာတွေပြပို့တော့မယ်ဆိုရင်ဓာတ်ပုံတွေဗီဒီယိုတွေနဲ့တကွာလည်းပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင့်ရေးသားပြပို့တော့မယ်ဆိုရင် .2dvv@gmail.com ကိုရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပြပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် www.dpp ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေစင်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681111 6639ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကိုအောင်ကျော်ညီမအခုတစ်ခါဖတ်ပြပေးမယ့်စာကတော့ကတာလူလူအောင်လံတပိတ်အဖွဲ့ကပေးပို့လာတဲ့စာပါ။အောင်တပိနဲ့ဆောက်ယူနေပါမယ်။မြို့သိန်းအောင်ပွဲတွေကိုစကိုင်းတိုင်းကတာမြို့နယ်ငါးမင်းဆောင်ကတာလူလူအောင်လံတပိတ်အဖွဲ့သားများနဲ့ ခြေရွာကပြည်သူတွေပူးပေါင်းပြီးတော့ဒီလအတွင်းမှာတဲ့အရှေ့တန်းကနေပြန်လာတဲ့ PDF ရဲဘော်တွေကိုအောင်တပြေနဲ့တူစုကုန်ပြုတ်ခဲ့ပါတယ်။ဘူးတွဲပြီးတပ်ပုံတွေပါပို့လိုက်ပါတယ်။ PDF နဲ့တိုင်းရင်းသားညီနောင်မဟာမိတ်တပ်ပေါင်းစုတွေတိုက်ပွဲတိုင်းအောင်ပါစေ။အရေးတော်ပုံကြီးအောင်နေပါပြီ။ Federal Democracy နိုင်ငံတော်အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ဆန္ဒပြပွဲမှာလည်းခြေရွာလူထုနဲ့တူကြွေးကြော်ခဲ့ပါတယ်။ဆိုပြီးတော့ ေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့ဒီ Talk to DBB အစီအစဉ်ကိုအပတ်စဉ်အပတ်တိုင်းပေးစာတွေနဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုအမြဲတမ်းပေးပို့ပေးနေတဲ့ကတာလူလူအောင်လံတပိတ်ဖွဲ့ကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီ ARD တိုင်းရှုံပြော်ခရိုင်ထဲကနေပြီးတော့ပေးပို့လာတဲ့စာပေါ့နော်အဲထုံးစံတိုင်းပေါ်ဒီ AI တိုင်းကဆိုတော့ကျွန်တော်တို့စီကိုပေးတာတွေအများစုကတော့ AI တိုင်းကနေလာကြတာရှိတယ်။အဲ့ဒီထဲကမှကျွန်တော်တို့ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ရေးပို့လာတဲ့စာကတော့အများဆုံးဖြစ်ပါတယ်ခင်ဗျာ။ အခုလည်းရေးသားထားတဲ့အကြောင်းအရာကလည်းဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဖိနစ်ခံနေရတဲ့ပြည်သူတွေအခြေအနေကိုရေးသားထားတာဖြစ်ပါတယ်။ဖတ်ပြရမယ်ဆိုရင်တော့ AR တိုင်းကျုံပြော်ခရိုင်ရေကြည်မြို့နယ်ဖျားကုန်းကြီးရွာမှာစစ်မှုထမ်းခေါ်ဆောင်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အုတ်ချုပ်ရေးမှုအမျိုးသမီးနဲ့ယာအိမ်မှုတွေကနေပြီးတော့78နှစ်ကနေ35နှစ်အတွင်းလူငယ်တွေကိုတယောက်ရင်တယောက်ကိုတသိန်းခွဲချက်အသက်35နှစ်မှ60အတွင်းကိုလည်း ၅တောင်းချက်နှုံဖြင့်ချိမ့်ချောက်ပြီးတော့အတင်းအကျပ် ကောက်ခံခဲ့ပါတယ်။ကြီးရွာမှာမရှိတဲ့ပြည်ပရောက်လူငယ်တွေကိုလည်းအိမ်မှာကြံရှိနေတဲ့မိဘတွေကိုချိမ့်ချောက်ပြီးတော့တသိန်းခွဲကျပ်ကောက်ခံခဲ့ပါတယ်။ကြီးရွာမှာရှိတဲ့ပြည်သူတွေကမိမိတို့ဝစ်ဆင်ထားတဲ့နားမငကလေးတွေချရောင်းပြီးတော့ချက်ပေါင်သူကပေါင်းမိမျိုးစုံနဲ့ခက်ခဲစွာရှာဖွေ၍ထဲ့နေရပါတယ်။ မူလက3180ဖြင့်လူစားထိုးလို့ရတယ်ဆိုပြီးတော့ကောက်ခံရခြင်းဖြစ်ပါတယ်အမှန်တကယ်မှာတော့3080တာပေးရခြင်းဖြစ်ပါတယ်3080ဆိုရင်ဖြင့်တသိန်းခွဲမကုန်ကြဘဲနဲ့6000နှုန်းလောက်သာကြားသိမှာဖြစ်ပါတယ်ကြေးရွာနေပြည်သူတွေကအဆင်မပြေတဲ့ဂျာတွေကနေပြီးတော့ထရတဲ့ငွေတွေကိုမတမာတဲ့နီးလန့်နဲ့မိမိတို့ကိုချိုးအတွက်အသုံးပြုရန်ဖြစ်ပါတယ်ဒီသတင်းကိုပြည်သူများသိရှိအောင် ပြပူအခြင်းဖြစ်ပါတယ်အကြအသိမိက စစ်မှုထမ်းစစ်သား၃ယောက်ဖျားကုန်းကြီးရွာတွေကိုပြေးလာတဲ့အချိန်တုန်းကလည်းအဲ့ဒီအုတ်ချုပ်ရီမှုအမျိုးသမီးနဲ့ကြက်ခိုင်ရီဘက်ကတူဦးတို့ကနေပြီးတော့စစ်ကောင်စီကိုခေါ်ပြီးတော့ဖမ်းခိုင်းခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ဆိုပြီးတော့ AR တိုင်းကြုံပြော်ခရိုင်ရေကြည်မြို့နယ်ဖျားကုန်းကြီးရွာကဒေသခံတယောက်ကပြေးပို့လာတာပါနော် ဟုတ်ကဲ့ပါကွာကျွန်တော်တို့ရဲ့ Talk to TVB season ကိုရောက်လာတဲ့စာရေးထဲမှာအများဆုံးကတော့စကိုင်းတိုင်းကပေါ့နော်အခုတစ်ခါဖတ်ပြပေးမယ့်စာကလည်းစကိုင်းတိုင်းကျွန်းလာမြို့နယ်ကပေးပို့လာတဲ့ပေးစာပါကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးရဲ့ကမ်ဘလူးခရိုင်ကျွန်းလာမြို့နယ်မှာတည်ရှိတဲ့တပန်းစိတ်ဆယ်ကြီးမှာဆယ် area အတွင်းနေရောညပါရွှေမျိုးတွေတူးဖော်နေရကြောင်းဆယ်အတွင်းဆယ်ရေဝင်လမ်းကြောင်းတွေထိခိုက်ပျက်စီးပြီးဆယ်ရေအလုံးလောက်မရရှိရတွေဖြစ်ပေါ်နေပါတယ် အရင်တစ်ပတ်ကရေးလိုက်ပြီးပါပြီအเจ้าမထုလို့ထပ်ပို့တာပါအခုစိုက်ပျိုးလျက်ရှိတဲ့စပားကွင်းတွေမှာလည်းရေးလူနေပါတယ်တချို့စပားကွင်းတွေဆိုရေငတ်ပြီးတည်ကုန်ကြပါပြီကျွန်တော်တို့ကျွန်းလာ30ရေဦးတပရင်ခင်ဦးရွှေဘူးဝက်လက်စတဲ့မြို့နယ်ကတောင်သူတွေကအဲ့ဒီတဖန်းစိတ်ဆယ်ကိုအားထားပြီးစိုက်ပျိုးရေးလုပ်နေကြရတာပါ ထို့အတွက်ကြောင့်တဲ့ဆယ်ဧရိယာအတွင်းနဲ့ဆယ်ပတ်ဝန်းကျင်မှာရွှေမတူးဖို့ဆယ်ရည်လွတ်မဲ့ရက်စွဲကိုလည်းဆိုရှယ်မီဒီယာ Facebook စတာတို့မှာချပြပေးဖို့နဲ့ဆယ်သတင်းအချက်အလက်တွေကိုတောင်းသူတွေအချိန်နဲ့တပြေးညီအမှန်ကန်သိရှိရန်အလို့ငါတဲ့သက်ဆိုင်ရာတာဝန်ရှိသူများပေါ်ပြပေးဖို့ပေါ့နော်သူတို့တောင်းဆိုတဲ့စာလေးရေးသားပေးဖို့လာတာပါရှင်ဟုတ်ကဲ့ပါမသိဘူးကျွန်တော်ဆက်ပြီးတော့ဒါဖတ်ကြားပေးမယ်နောက်ထပ်တစ်ဆောင်ကတော့တော့တူ DVB မှာတစ်ခွေသားလုံးနေကောင်းကျမ်းမာလူရဆန္ဒတွေပြေဝကြပါစေ ုတ်ကဲ့ပြေးပို့လာတဲ့ဆာလွာရှင်လည်းဒီကောင်းချမ်းမှာပါသေးခင်ဗျာကိုမျိုးနယ်မှာဖြစ်ပြနေတဲ့ရင်ဖွင့်စာလေးကိုတင်လိုက်တိုင်းဖက်ချားပြတာမပါလို့စိတ်မကောင်းဖြစ်ရပါတယ်နော်ဒီတစ်ခေါက်လည်းဆက်ဆက်ဖက်ချားပြပါလို့တောင်းပန်ပါရစီတဲ့ဟုတ်ကဲ့ပါကျွန်တော်ရဲ့အစီအစဉ်ကပတ်စင်ပတ်တိုင်းဘေးစာတွေအများပြားကိုဖတ်ကြားပေးရတာဖြစ်ပါတယ်ခင်ဗျာအဲတော့ရိုက်ကူးထုံးလင်းချိန်ကလည်းအကန့်အသတ်ရှိတာကြောင့်ဒီတစ်ပတ်မှာမဖတ်ဖြစ်ခဲ့ဘူးဆိုရင်နောက်တစ်ပတ်မှာကျွန်တော်တို့တွေဖတ်ကြားပေးပါရခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ လေးဘက်လေးတန်းပိတ်ဆို့ထားလို့ပြည်သူတွေသွာလာဖို့အခက်ကြုံနေရပါတယ်တဲ့အထက်လူကြီးမင်းများအနေနဲ့ဒဇယ်မြို့နယ်ကလုံခြုံရေးအဖွဲ့တွေကိုပြည်သူများသွာလာဖို့အတွက်လမ်းပိတ်ထားတဲ့လုံခြုံရေးအဖွဲ့တွေကိုပြောကြားကူညီဖြည့်ရှင်းပေးပါလို့တောင်းပန်လိုက်ပြရသည်ဖွင့်ထားတဲ့လမ်းကလည်းချွေတကြီးရွာလမ်းကဆိုတော့အဲ့ဒီလမ်းကမိုးနည်းနည်းရွာတာနဲ့သွားလို့မရပါဘူးပြည်သူတွေဖွင့်စီချင်တာကတော့ဒဇယ်မြို့နယ်ကနေရေဦးကိုသွားတဲ့လမ်းမှာပဲ အန်ယူဂျီကပြည်သူအစိုးရအနေနဲ့ပြည်သူတွေကိုကူညီနိုင်မယ်ဆိုရင်ဒဇယ်ရေဦးလန်းလေးဖွင့်ပေးအောင် ပြောပြပါလို့အများပြည်သူ ကိုစားအတနာခံအပ်ပါတယ်ပြည်သူများနဲ့အန်ယူဂျီတို့လိုလားနေတဲ့တော်လန်ရေးကြီးလဲအမြန်ဆုံးအောင်မြင်ပြီးဆုံးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဆိုပြီးတော့ခြေသားပေးပို့လာတာပေါ့နော် ဧရာဝီတိုင်းလင်းမြနာမြို့နယ်ထိန်တော်ကြီးအုပ်စုစီကုံးကျေးရွာကပါထော်လော်ကျေးရွာကဥက္ကဋ္ဌနဲ့ထိန်တော်ကြီးကျေးရွာကယာယိမ်မှုစည်းကုံးရွာကယာယိမ်မှုတို့ကတဲ့စစ်မှုရန်မဲတွေကို35နှစ်ကနေ55နှစ်ကြာအရွယ်တွေကိုမဲဖောက်နေပါဗါးမဲမဖောက်ချင်ရင်ငွေကြေးကောက်ခံပါတယ်အသက်55နှစ်55နှစ်ကနေ65နှစ်အရွယ်တွေကိုမဲဖောက်ဖို့လည်းအစီအစဉ်ရှိတယ်လို့ပြောပါဗါး 18နှစ်နဲ့35နှစ်အရွယ်ဆရင်ပါတဲ့စာအိတ်တွေလည်းလေးမျက်နှာကိုရောက်နေပါပြီ။ဘသူတွေပါတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ငွေကြေးထည့်ရတဲ့အပြင်မဲအတွက်ပါစိုးရိမ်နေရတယ်။တနိုင်ငံလုံးတည်အောင်ဖတ်ကြားပေးပါဆိုပြီးရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်။နောက်ထပ်စာတစ်စောင်ကတော့သခိုင်းတိုင်းအထက်ပိုင်းဟ ோம் လင်းမြို့နယ်ကပေးပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကတော့ကျေးဇူးပြုပြီးတော့အကောင့်နံပါတ်လေးကိုတော့မပြောပြပေးပါနဲ့ခင်ဗျာတဲ့ဟုတ်ကဲ့ပါကျွန်တော်ရဲ့အစီအစဉ်ကနေပြီးတော့အကောင့်နံပါတ်တွေပေးတာ